အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ခင်ဗျာဒီကနေ့မေလ16ရက်နေ့ထူးခြားတဲ့သတင်းချို့အကောင့်တို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပရမဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းဒေသကြီးနထိုးကြီးစီမီကုတ်မြင်းကြံတောင်သာအခြေအနေကိုတင်ပြပါမယ်လက်ရှိတော့အဲ့ဒီဒေသမှာကျွန်တော်တိုက်ပွဲတွေကဆက်ပြီးပြင်းထန်နေတယ်တိုက်ပွဲတွေဆက်ဖြစ်တာကမေလ15ရက်နေ့ကနေဆက်ဖြစ်တယ် မေလ15ရက်နေ့မှာစစ်သူကြောအုပ်စုတွေကနထိုးကြီးနယ်ပြီးရင်ကျွန်တော်နထိုးကြီးနယ်ရောမြို့ပေါ်ပြီးရင်ကျွန်တော်စမီကုံမြင်းကြံဒေသမြင်းကြံဒေသရောမြင်းကြံမြို့ရောပြီးရင်ကျွန်တော်တောင်သာမြို့တောင်သာဒေသစားတဲ့ဒီတကြောလုံးကိုတို့ဝင်ရောက်ပြီးတိုက်ခတ်ခဲ့ပေါ့အင်အားကကျွန်တော်အလုံးနဲ့ရင်းနဲ့တိုက်တယ်15ရက်နေ့မနက်ပိုင်းမှာတစ်ချိန်နဲ့တိုက်တယ်အင်အားအလုံးနဲ့တိုက်တယ်အဲ့ဒီဖြစ်စဉ်မှာဒီလာပါခါပါဗျာလာပါခါကတော့ကျွန်တော်လေချောင်းပစ်ကူလေးတောက်လျှောက်ပေးတယ်ပြီးရင်တော့ကျွန်တော်တို့ဒါဒီစစ်ကူတွေ ပို့နိုင်မှုအတွက်ဒါတော်တော်လေးကိုဆောင်ရွက်ပေးခဲ့တာတွေ့ရတယ်။လက်ရှိတော့ကျွန်တော်တို့အချို့သောနေရာတွေမှာစက္ကန်းတွေကိုကျွန်တော်တို့အပြေးအဝပြန်ပြီးထိန်းချုပ်နိုင်သွားပြီ။အကြမ်းဖက်သမားတွေတော့တောက်လျှောက်ရှင်းလင်းနေစေဖြစ်တယ်။သို့တော်လည်းပဲလက်ရှိကျွန်တော်တိုက်ပွဲဖြစ်နေတဲ့ပြင်းထန်နေတဲ့နေရာကတော့ကျွန်တော်တို့တထိုးကြီးပေါ့ဗျာ။တထိုးကြီးမြို့မှာတော့အကြမ်းဖက်တွေကဒီကနေ့အာဒီကနေ့ကျွန်တော်တို့ဒီညနေပိုင်းဒီတင်းရရဆိုရင်အကြမ်းဖက်သမားတွေကဒီမြို့ရဲ့ မျိုးရဲ့ဧရိယာတွေကနေပြီးတော့ဧရိယာတွေမှာရှိနေအနည်းဒီကနေကြားတယ်ပေါ့အဲ့နေအိမ်နေပြီးရင်ကျွန်တော်လမ်းကြားတွေကနေပြီးတော့နေရာယူပြီးတော့ဒုံကျုံတဖုတ်ဝင်တွေကိုကျွန်တော်ဒီ drone နဲ့ဘုံကျဲတာတွေတင်းနေရပြီးကျရဲစခန်းကိုဘုံကျဲတာတွေထွေယုံကိုဘုံကျဲတာတောက်လျှောက်လုပ်နေတယ်အဲ့တော့ဆိုလိုတာကတော့နထိုးကြီးမျိုးဧရိယာတွေမှာအကြမ်းဖက်သမားတွေရှိနေတယ်အကြမ်းဖက်သမားတွေရှိနေတယ်နောက်တစ်ခါကျွန်တော်စီမီကုန်အဲ့တော့စီမီကုန်ကိုလည်းအကြမ်းဖက်သမားတွေအင်အားလုံးနဲ့ဝင်တိုက်တယ်ပြီးရင်ကျွန်တော်တို့တောင်သာတို့ဗျာတောင်သာတောင်သာနထိုးကြီးနယ်ဘောအဲ့ဒီကြော အဲ့ဒီကြောမှာရှိတဲ့ဒါဒါလုံချုံကြီးတဖွဲ့ဝင်နေပြည်သူစစ်တွေကတော့တော်တော်လေးကိုကျွန်တော်တို့ပြန်ပြီးတော့တုတ်ပြန်နိုင်ခဲ့တာတွေ့ရတယ်။အကြမ်းဖက်သမားတွေကအင်အားလုံးကြီးနဲ့တိုက်တယ်၊တပြိုင်နဲ့တိုက်တယ်။သို့တော်လည်းပဲအကြမ်းဖက်သမားတွေထိချုပ်ခွင့်ရတဲ့နေရာတစ်ခုမှမရှိခဲ့ဘူး။နေရာတစ်ခုမှမရှိခဲ့ပါဘူး။အဲ့တော့အဲ့မှာရှိတဲ့ကျွန်တော်ပြည်သူစစ်ပြည်သူစစ်ပြည်သူစစ်ခေါင်းဆောင်တွေဒါကျွန်တော်တို့အများဆုံးဂုံပါတဲ့တနည်းအားဖြင့်တောင်တာမြို့နယ်ထဏောင်းကုန်းရွာစင်မီကုန်းမှာရှိတဲ့ဒီလုံချုံကြီးတဖွဲ့ဝင်တွေပြီးရင်တော့ကျွန်တော်တို့ဒါနထိုးကြီးဒေသ တကြောအပြင်ကျွန်တော်တို့ဝက်လူနယ်မြေရဲစခန်းနောက်တစ်ခါတော့ကျွန်တော်တို့ဒါမြင်းကြံမြို့နယ်ကြောက်ပြုတ်တိုက်ပွဲပေါ့အကြမ်းမတ်သမားတွေကမြင်းကြံမြို့နယ်ကြောက်ပြုတ်ရွာကိုအင်အားလုံးနဲ့တိုက်တယ်ဒီနေရာမှာကျွန်တော်တို့ဖြစ်တာကဒီဒေါ်တီတာယူမွန်ပြည်သူစစ်တပ်ဖွဲ့နဲ့ဒီအကြမ်းမတ်တွေဖြစ်တယ်ပေါ့ဗျာဒေါ်တီတာယူအပြင်ကျွန်တော်တို့တပ်မတော်စစ်ကြောင်းတွေရှိတာပေါ့တိုက်ပွဲအကြမ်းမတ်တွေဒီဒီတော်လေးတိုက်ပွဲပြင်းထန်ခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့ဒီဒေါ်တီတာယူမွန်ကဒေါ်တီတာယူမွန်ရဲ့ဒီပြည်သူစစ်တပ်ဖွဲ့ဝင်ချို့ဒီ RPG အစမှန်ပြီးတော့တပ်ဖွဲ့ဝင်ချို့နိုင်ငံတွေအသက်ပေးရရှိတယ် အကြမ်းဖက်သမားတွေအလောင်းတွေလည်းများစွာရနေတယ်ဒီကနေ့ထိလည်းကျွန်တော်တို့ဒါနေမီတောက်လျှောက်ဆင်းလုံးမှုတွေတောက်လျှောက်ဆောင်ရွက်နေတယ်အဲ့တော့ဒီတိုက်ပွဲမှာအကြမ်းဖက်သမားတွေကစကိုင်းတိုင်းမကွေးတိုင်းမလေးတိုင်းသူတို့တိုင်းသုံးတိုင်းပေါင်းပြီးတော့တိုက်တာတိုင်းသုံးတိုင်းပေါင်းပြီးတော့နှထိုးကြီးတောင်းတာမြင်းကြံမလိုင်းစင်မီကုံငစုံပေါ့ဗျာအဲ့တကြောတိုက်တာ ဘာကြောင့်တိုက်ရလဲဆိုရင်အဓိကကတော့တို့ဒီကြောက်ဆက်အလွင်မြို့ကိုထိုးပေါက်နိုင်ရေနောက်တစ်ခုကကျတော့မန္တလေးမြို့ကိုထိုးပေါက်နိုင်ရေလက်ရှိအကြမ်းဖက်သမားတွေကမန္တလေးမြို့ကိုထိုးပေါက်နိုင်တဲ့လမ်းကြောင်းလေးခုရှိတယ်ပထမကတော့ကျွန်တော်တို့ဒီရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်နဲ့ပြည်ုံးလေအဆက်အဲ့ဒီကနေပြီးတော့တို့မန္တလေးမြို့ကိုထိုးပေါက်ဖို့ကြိုးစားတယ်အဲ့ဒီမှာတော့တို့ရဲ့ဒီစစ်ဦးကျိုးပြီးတော့ဒါလုံချုံတပ်ဖွဲ့ဝင်ရဲ့ဒီစစ်ကြောင်းတွေကလက်ရှိနောင်ချုံမြို့အဒီကိုရောက်နေပြီနောင်ချုံမြို့အဒီကိုရောက်နေပြီ အဲ့ဒီမှာကျွန်တော်တို့အဲ့ဒီဆင်မနာတစ်ခုနောက်တဲ့ဆင်မနာတစ်ခုကတော့ဒီဘက်မန္တလေးဒေသကြီးပသိမ်ကြီးမြို့နယ်နဲ့ပသိမ်ကြီးမြို့နယ်နဲ့ဒီမရီယာနဲ့မရီယာနဲ့ဆက်သွယ်တဲ့လမ်းမိုက်နေပသိမ်ကြီးနဲ့မရီယာရဲ့ဒါမြို့နယ်ကြားအခြေအနေတွေပြီးတစ်ဖက်မှာတော့ကျွန်တော်တို့ဒါမရီယာနဲ့ဆင်ခုတပိတ်ချင်းပေါ့တကြောပေါ့ဗျာအဲ့ဒီတကြောကိုသူတို့ထိုးပေါက်တယ်အဲ့ဒီထိုးပေါက်ရလမ်းကြောင်းကလေးဒီမန္တလေးမြို့ကိုဦးတည်ဖို့သူတို့ထိုးပေါက်တာအဲ့ဒီမှာဆိုရင်လည်းပဲဒါလုံချုံတဖို့ဝင်တွေကဒီအခြေအနေကိုကျွန်တော်အကောင်းဆုံးပြန်ပြီးထိချုပ်နိုင်ခဲ့တယ်လက်ရှိလည်းဒီဒေသမှာဒီတပ်မတော်က ဒီနေမြေရှေ့လမှုတွေတောက်လျှောက်လုပ်နေတယ်။တနည်းအားဖြင့်အဲ့ဒီဒေသမှာတော့တပ်မတော်တွေထိုးစစ်ပါ။တပ်မတော်တွေထိုးစစ်ကကျွန်တော်တို့စတင်လာတာကတလားကျော်ခန့်ရှိသွားပြီ။ဒါကြောင့်မလို့ပဲကျွန်တော်တို့ဒီဘက်အမေရိကတကြောမှာရှိတဲ့အရာဒီမြကန်းဘေးကအချမ်းဘတ်သမားတွေချစ်ကိုယူတဲ့နေရာတွေကိုတပ်မတော်ကရှင်းလင်းနိုင်ခဲ့တယ်။လက်ရှိတော့ကျွန်တော်တို့ဒါမရီယာနဲ့ပတ်သက်ကြီးအဆက်မှာရှိတဲ့နေမြေတွေတောက်လျှောက်ရှင်းလင်းနေတယ်။နောက်တစ်ခါတော့ကျွန်တော်တို့ဒါမရီယာနဲ့ပတ်သက်ကြီးအဆက်မှာရှိတဲ့ FRB လက်မြေဆက်ယုံပြန်ပြီးတော့ဒီလက်ပတ်နိုင်မှုတို့အပြည့်အဝပြန်ထိန်းချုပ်နိုင်မှုတို့ဒါနေမြေစစ်ကြောင်းတွေကတောက်လျှောက်ရှင်းလင်းမှုတွေလုပ်တယ်။ အဲ့ဒီကနေကျွန်တော်အကြပ်ပတ်သမားတွေကဆင်မင်နာတစ်ခုနဲ့ထုတ်ပေါက်တယ်။နောက်တဲ့ဆင်မင်နာတစ်ခုနောက်တဲ့ဆင်မင်နာတစ်ခုကကျွန်တော်မန္တလေးမြို့နဲ့အနီးဆုံးနေရာအနည်းဆုံးနေရာကတစ်ဖက်မှာမန္တလေးတိုင်းနဲ့စကိုင်းတိုင်းကိုစီးခြားထားတဲ့အရာဝတီမြေအရာဝတီမြေရဲ့တစ်ဖက်ကမှာကျွန်တော်တို့စကိုင်းနေရာကြီးစကိုင်းစကိုင်းမြို့နဲ့တစ်ဖက်ကကျွန်တော်မင်းကုန်းဒေသရှိတယ်မင်းကုန်းဒေသရှိတယ်မင်းကုန်းဒေသကမန္တလေးမြို့ရဲ့အနည်းဆုံးနေရာအဲ့ဒီမင်းကုန်းဒေသကိုလည်းအကြမ်းဖက်သမားတွေကဒါသူတို့ခြေကုပ်ယူပြီးတော့မန္တလေးမြို့ကိုထိုးဖောက်ဖို့လုပ်တယ်ပြစ်ခတ်နိုင်မှုတို့အတွက်လုပ်တယ် ပြီးခဲ့ရက်ကကျွန်တော်တိုက်ပွဲတွေပြင်းထန်ဖြစ်ခဲ့တယ်။လက်ရှိတော့ဒီတပ်မတော်ကဒါထင်ပြန်ပြီးထိန်းနိုင်ခဲ့တယ်။ပြန်ထိန်းနိုင်တယ်ဆိုတော့လည်းဒီဒေသမှာအကြမ်းဖက်သမားတွေကသူ့နေရာတွေသူရှိနေတယ်ရှိနေသေးပါရှိနေသားစေလည်းဖြစ်ပါတယ်။အကြမ်းဖက်သမားတွေနောက်ကိုကျွန်တော်တို့ဒါထီထီမိမိရောက်သွားအောင်တော့ကျွန်တော်ရှင်းလင်းနိုင်ခဲ့တဲ့အခြေအနေတော့မဟုတ်သေးဘူး။အဲ့ဒီတကြောကိုတော့ကျွန်တော်တို့ဒါပြန်ပြီးထိန်းချုပ်နိုင်ခဲ့တယ်။ရခိုင်ကဆိုရင်အကြမ်းဖက်သမားတွေကဒါကျွန်တော်တို့မင်းကုန်းနဲ့မန္တလေးကြားပေါ့ဗျာမန္တလေးကြားတနည်းမရီယာကြားပေါ့မရီယာကြားမှာရှိတဲ့ဒီ ရေလက်ကျွန်းဒေသရေလက်ကျွန်းဒေသမှာခြေကုပ်ယူပြီးတော့ဒီမန္တလေးမြို့ရဲကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာတဲ့အနေအထားတွေရှိခဲ့တယ်။လက်ရှိတော့ကျွန်တော်တို့ဒါမင်းကုန်းဒေသကိုတပ်မတော်ကပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တယ်။နောက်တဲ့စစ်မြေနာတစ်ခုနောက်တဲ့စစ်မြေနာတစ်ခုကတော့ကျွန်တော်ရှေ့ရတင်ပြခဲ့တဲ့နထိုးကြီးတောင်သာမြင်းကျန်မလိုင်းငဇွန်း စစ်မိဖို့ပေါ့အဲ့ဒီဒေတာကိုသူထိချုံနိုင်တဲ့စစ်မျက်နှာဖွင့်တာလက်ရှိအကြမ်းဖက်သမားတွေကမန္တလေးမြို့ကိုတိုက်ခိုက်နိုင်ဖို့တဲ့စစ်မျက်နှာ၄ခုဖွင့်လာတယ်စစ်မျက်နှာ၄ခုမှာဆိုရင်ဒီတပ်မတော်ကစစ်မျက်နှာ၃ခုကိုအကောင်းဆုံးပြန်ပြီးတော့ထိချုံနိုင်ခဲ့တယ်လက်ရှိဒီမန္တလေးတိုင်းမန္တလေးတိုင်းမှာဖြစ်နေတဲ့လက်ရှိဖြစ်နေတဲ့မြင်းညာတောင်တာနှထိုးကြီးမလိုက်ငဆုံးမပြအဲ့ဒီဒေတာကိုလည်းတပ်မတော်ကပြန်ပြီးတော့ထိချုံနိုင်ဖို့အတွက်လက်ရှိကျွန်တော်တို့နိုင်ပြည်ရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်သို့တော်လည်းပဲတိုက်ပွဲတွေကပြင်းထန်နေစဖြစ်တယ်တိုက်ပွဲတွေကတော်တော်ကြီးကိုပြစ်ထပ်ပါတယ် အဲ့ဒီတိုက်ပွဲမှာဆိုရင်ဒါပြည်သူစစ်တပ်ဖွဲ့ဝင်တွေတော်တော်လေးကိုလက်တံပြောင်ပါတယ်ပြီးတချို့သောနေရာတွေမှာဆိုပြည်သူစစ်တပ်ဖွဲ့ဝင်တွေအင်အားကကျွန်တော်တို့အယောက်30ပတ်လည်ပဲရှိပါတယ်အကြမ်းဖက်သမားတွေကယာနဲ့ချီတိုက်ပါတယ်ထို့တော်လည်းပဲဒီအမှရှိတဲ့ကျွန်တော်တို့ဒီပြည်သူစစ်တပ်ဖွဲ့ဝင်တွေကလုံးဝလက်နဲ့မချပါဘူးထိခိုက်မှုတွေလည်းမရှိပါဘူးကျွန်တော်ဒီကနေ့ဒါဖုန်းဆက်သွယ်ရပါတယ်ထို့သူပါပဲကျွန်တော်တို့ဒီအခြားသောမြင်းကြံတောင်းတာမလိုက်အဲ့ဒီတကြောမှာလည်းထုံနီးတူပါပဲကျွန်တော်တို့အတိမတ်ပြုပါတယ်ကျွန်တော်တို့ဂုဏ်ယူပါတယ်အကြမ်းဖက်သမားတွေကဒီ area ကိုထိန်းချုပ်ခွင့်ရဖို့အတွက်တိုင်း၃တိုင်းပေါင်းပြီးတော့တိုက်ပါတယ် ဲ့တော့ဗျာခင်ဗျားတို့မျက်လုံးနဲ့မြင်အောင်ကြည့်လိုက်ပါအီယော်ရီမြင်းနဲ့ဆက်တည်တဲ့နေရာတွေကတစ်ဖက်မှာကျွန်တော်တို့မြင်းကြံအမြင့်ကြံလည်းဆက်တယ်စီမီကုံလည်းရှိဆက်တယ်ငစွန်ငစွန်လည်းဆက်ပါတယ်အဲ့ဒီမျိုးတွေအားလုံးကအီယော်ရီမြင်းရဲ့ကန်နာမှာပဲတည်ရှိပါတယ်တကယ်ကိုကျွန်တော်တို့စေရီးရားမှာပြောကြတယ်တစ်ဖက်မှာဒီမျိုးနယ်တွေဆက်ဆက်တာကတစ်ဖက်မှာကျွန်တော်တတဲ့ဦးနယ်ရှိတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒီကြောက်ဆယ်လွင်မြင်ရှိတယ်စေရီးရားတကယ်ကိုအရေးပါတဲ့နေရာကလည်းသူစစ်မြေနာတကြောင်းနဲ့ထိုးပေါက်တာလက်ရှိတိုက်ပွဲတွေကကျွန်တော်တို့ပြင်းထန်နေကြဖြစ်တယ်